မင်္ဂလာပါ Story War ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ Story War Channel ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအတွက်ဆရာကြီးမင်းတို့ကိုရေးသားထားတဲ့ပုံမြင်တွေကပင်လယ်မင်းသမီးနဲ့တန်ကားတဲ့ဆိုတဲ့ပုံမြင်လေးအကြောင်းကိုပြပြပြီးသွားမှာဖြစ်ပါတယ်။ဟိုးရှိရှိတုန်းကဥရာရှိမတယူလို့ခေါ်တဲ့တန်ကားတဲ့လူလင်ပြူတယောက်ဟာသူ့ရဲ့အမေအိုကြီးနဲ့အတူစားလောက်တောက်လောက်ယုံမြရှာပွေလောက်ကင်စားတောက်နေပါတည်း။ ီလိုနဲ့ဆောင်းဥပေါက်ရာသီတခုကိုရောက်တဲ့အခါမြောက်လီအေးကြီးကနေတိုင်းနေတိုင်းတိုက်ခတ်နေတာနဲ့ပင်လယ်မှာလိုင်းတဘိုးတွေအင်မတန်ထနေတဲ့အတွက်သူ့ခမည်းမှာငားရှာလို့မထွက်နိုင်ဘူးပေါ့အဲ့ဒီအခါသူ့အမေအိုကြီးအတွက်လုံလောက်အောင်စားဖို့ဆိုပြီးရှာလို့မရလို့သူအင်မတန်စိတ်မကောင်းဖြစ်နေတာပေါ့ တနေ့ရောက်တဲ့အခါညာဦးကအင်မတန်ပြင်းထန်နေတဲ့မြောက်လီကျန်းကြီးဟာအာယုံမတက်ခင်ရုတ်တရက်ရက်သွားပြီးပင်လယ်ကြီးလဲငြိမ်သွားရတဲ့တဲ့ဥရရှိမဟာဝန္တာအာရဖြစ်ပြီးရောင်းနီမပေါ်ခင်ပဲပင်လယ်လေးကိုထွက်သွားရတော့တာပေါ့ဦးနဲ့တန်ငါးတယ်လေးဟာလဲပင်လယ်လေးကိုငါးရှာထွက်ရတော့တာပေါ့ အဲ့ဒီလိုထွက်တဲ့အခါမှာသူဆန်းနာကနေမင်းကြီးထွက်လာပြီးနေမိုးနာတဲ့သွားပါတယ်သူငါးများကြီးကိုငါးတကောင်မှလာမဟတ်ဘူးတဲ့နောက်ဆုံးနေညူသွားပြီးအနောက်ဘက်မှာနေဝင်ခါနီးတော့မှငါးကြီးကြီးလို့ထင်ရတဲ့အကောင်တကောင် သူငါးများကြီးကိုလာပြီးကြိုက်တဲ့ဒီတော့မှဝန်တာအာယာနဲ့စွဲတင်တော့တာပေါ့မိနေတဲ့အကောင်ကလက်ကဘာမကြီးတကောင်မိနေတယ်ကွယ် ဒီတော့ဥရာရှိမဟာဒီလိုလိတ်ကြီးကိုဘယ်သူမှဝယ်မှာမဟုတ်ပါဘူးဆိုပြီးပင်လယ်ထဲကို ပြန်လွတ်လိုက်တယ်တဲ့ဒီတော့လိတ်ကြီးလဲဝမ်းသာအားရနဲ့ကူးပြေးတော့တာပေါ့မိုးချုပ်တော့သူလဲလေကိုတောင်မဆွဲတင်ပြီးငါးတကောင်မှမပါဘဲမောင်မဲမဲထဲမှာအိမ်ကိုပြန်ခဲ့တော့တယ်ကွယ် နောက်တနေ့ရောက်တော့လဲမြောက်လေချမ်းကြီးတိုက်ခတ်လို့ပင်လယ်ဟာလိုင်းတဘိုးတွေနဲ့အင်မတန်မငြိမသက်ဖြစ်နေပြန်တာဒီတော့ဩရာရှိမဟာငှားရှာမထွက်ပြန်ဘူးဒါနဲ့ပဲဝမ်းနေပန်းနေနဲ့ပင်လယ်ကိုမျောကြည့်ရင်ကမ်းနားတောင်ပြင်မှာလမ်းလျှောက်သွားတာပေါ့အဲ့ဒီအခါမှာခုနေ့ကသူပြန်လွတ်လိုက်တဲ့လက်ကဘာမကြီးဟာပင်လယ်လိုင်းတွေကြားထဲမှာခေါင်းထောင်ပြီး ရုတ်တရက်ပေါ်လာတဲ့ အဲ့ဒီလိုပေါ်လာပြီးတော့လက်ကြီးဟာဟောဒီလိုပြောလိုက်တဲ့။အိုးအကိုဥရရှိမမင်းကကျွန်ုပ်ရဲ့တက်ကိုချမ်းသာပေးခဲ့တဲ့အတွက်ကျေးဇူးအလွန်တင်ပါတယ်။အခုတော့ကျေးဇူးဆက်ခြင်းလွန်းလွန်းအကိုဥရရှိမကိုငကားနန်းတော်လိုက်ပို့ပြရစီလို့အော်ပြောတဲ့။ငကားနန်းတော်ဆိုရဟာပင်လယ်အောက်မှာရှိတဲ့ပင်လယ်နမင်းကြီးရဲ့ဗိမာန်နဲ့ရွှေရီငွေနဲ့စောက်ထားတာပေါ့။ ဥယျင်ပန်းမန်နေနဲ့အင်မတန်တာယာတဲ့ပန်းမင်တွေကပွင့်လို့ဒီပင်တွေကလည်းတီးလို့ငှက်တွေကမြည်ကကြည်တွေကလည်းတေးဆိုပြီးကလို့ဇားကောင်းတောက်ဖွဲတွေကလည်းအမျိုးမျိုးစုံစုံနဲ့နောက်ပြီးတက်တန်းကလည်းအင်မတန်ရှိတယ်လို့ပြောကြပါတယ်။အဲဒီလိုနဲ့လက်ကြီးဟာ ဆက်ပြောလိုက်ပြန်ပါတယ်။အကိုဦးရရှိမှအစ်နှုတ်ရဲ့ကြောကုန်းမတက်ပြီးထိုင်မှာ နန်းတော်ကိုခေါ်သွားချင်ပါတယ်လို့ပြောလိုက်တာပေါ့။ဥရာရှိမလည်းဒီလိုကြားရလို့အတော်ပဲပြောတာပေါ့။ဒါပေမဲ့သူ့အမေအိုကြီးကိုပြန်ပြီးတတိယရာနဲ့ရုတ်တရက်လိုက်မယ်လို့မပြောသေးပဲစုပ်ဆိုင်စုပ်ဆိုင်လုံနေတော့တာပေါ့။ဒီတော့လေကြီးကစိတ်မပူပါနဲ့အကိုရှိရာနေရက်သုံးရက်လောက်ပဲသွားကြတာပေါ့။ဟုတ်လားလို့ပြောတဲ့ရခာဥရာရှိမဟာလက်ကြီးကျော်ကုန်းမော်ကိုတိုင်းပြီးလိုက်တော့တာပေါ့ ဥရာရှိမဟာကြောကုန်းမော်ကိုရောက်တော့လက်ကဘာမကြီးလဲပင်လေတဲကိုငုတ်သွားရောတဲ့ခနာလောက်တော့ဝူရူဝါရာအမောင်ကြားကိုဖျက်သွားရတယ်တဲ့ဒါပေမဲ့မကြခင်မှာအင်မတန်ခန်းနာတဲ့ငကားနန်းတို့ကြီးရဲ့ဝင်းတကားဘောက်ကိုရောက်သွားကြတဲ့ရောက်တယ်ဆိုရင်ချက်ချင်းဆိုသလိုပဲနန်းတော်ရှင်ပင်လေမင်းသမီးဟာအပြူတော်ရီချံရံပြီးထွက်လာတဲ့ ြီးတော့အတီးအမှုတ်တွေတတရရာတီးမှုတ်ခိုင်းပြီးဥရရှိမကိုကျိုးစိုးနှုတ်ခွန်းဆက်တာကြတဲ့နန်းတော်သူနန်းတော်သားအလုံးဝမ်ပန်းတတာနဲ့ဥရရှိမကိုအခင်ကြအပြိုရောချောချောလလတွေကခါစားကြငားကလေးတွေကကကုန်ပြီးပျော်ရွှင်စကြနဲ့အိုးအမျိုးမျိုးပြုစုကြတာပဲတဲ့ အဲ့ဒါနဲ့ဥရာရှိမှလည်းအပျော်လွန်ပြီးနေလိုက်တာနှစ်ရက်သုံးရက်မဟုတ်တော့ပဲပင်လယ်အောက်မှာသုံးနှစ်သုံးမူကြာသွားပါလေရောတဲ့တနေ့ကျတော့ဥရာရှိမဟာသူ့အမေအိုကြီးကိုတရိရတာနဲ့မင်းသမီးကလေးကိုအိမ်ပြန်ပြရစီတော့လို့ပြောတဲ့အခါမင်းသမီးကလေးကကျုပ်တစ်ခုကိုပေးလိုက်တယ်တဲ့အဲ့ဒီကျုပ်မှာအဆင့်၃ဆင့်ပါတယ်ဂျပန်လိုတာမတီဘကူလို့ခေါ်တယ်ရတနာကျုပ်လို့ခေါ်ကြပါစို့ ကျုပ်ကိုပြီးတော့မင်းသမီးကလေးကဟောဒီလိုမာလိုက်တဲ့အကိုဥရရှိမာနောက်အခါမတွေးတက်မကြံတက်နဲ့အကြံကတ်နေတဲ့အခါဒီကျုပ်ကိုဖွင့်ကြည့်လိုက်ပါတဲ့ဥရရှိမာလည်းကျုပ်ကိုဂျိုင်းကြားမှာညှက်လိမ့်မကြီးကြောကုန်းမော်ကိုတက်စီပြီးအိမ်ဘက်ကိုပြန်ခဲ့တော့တာပေါ့သူတို့အရွာကိုပြန်ရောက်တော့ရွာနာကတောရီတောင်းနေမြစ်တွေချောင်းနေဟာတမျိုးဖြစ်နေတာကိုတွေ့လိုက်ရတဲ့ တချို့တစ်ပင်တွေလည်းမရှိကြတော့ဘူးတချို့တစ်ပင်တွေလည်းအိုမင်းညှို့ချောင်းနေကြပြီပေါ့သူရွာကထွက်သွားတာဟာ၃နှစ်ပဲရှိသေးတယ်ဘလို့များအခုလောက်ပြောင်းလဲကုန်မှလည်းမလဲလို့တွေးရင်းနဲ့သူ့အိမ်ရှိတဲ့နေရာကိုရှောက်သွားလိုက်တာပေါ့လမ်းမှာအဖိုးကြီးတယောက်ခြံလုံနေတာကိုတွေ့တော့အိုရာရှိမကဒီလိုမေးလိုက်တဲ့ အဖိုးအဖိုးဒီနားမာနေတဲ့ဥရာရှိမလို့ခေါ်တဲ့လူတယောက်ကိုမြမတီးဘူးလားခမညာလို့မေးလိုက်တဲ့အဖိုးကြီးကလည်းအင်းအေးအေးကျုပ်တို့အဖိုးများလက်ထက်တုန်းက ဥရာရှိမတယူလို့ခေါ်တဲ့ရွာသားတဦးဟာ ပင်လေလေးကငကားနန်းတော်ကိုစင်းသွားတယ်လို့လူကြီးတွေပြောတာကြားဘူးပါတယ်တဲ့ဒါပေမဲ့အဲ့ဒီလူဟာဒီရွာကိုပြန်မလာဘူးတဲ့လို့ပြောလိုက်တဲ့ အဲ့ဒီတော့ဥရာရှိမရဲ့အမေအိုကြီးလဲရှိတော့မှမဟုတ်ဘူးပေါ့နော်။ကွယ်လွန်သွားတာကြာပြီလို့သိရတာပေါ့နော်။နောက်တော့ဥရာရှိမဟာအရင်က သူနေဘူးတဲ့အိမ်ရှိရာကို ရောက်ပြန်တော့သူတို့အိမ်ကိုလည်းမတွေ့ရတော့ဘူးတဲ့။သူတို့ရဲ့ခြံကလေးဟာလည်းပေါင်းမြက်ခြုံပုတ်တွေအုပ်လို့ရှုပ်ပွားနေတာပဲတဲ့ကွယ်။အဲ့ဒီအခါမှာဥရာရှိမလည်းဘာလို့ရမှန်းမသိမတွေးတဲ့မကြံတဲ့နဲ့အကြံကက်နေတော့တာပေါ့ လူတွေကလည်းပြောင်းနေရာတွေကလည်းတမျိုးဖြစ်တစ်ပင်တွေကလည်းအရင်နဲ့မတူတော့ဘူးဒီလိုအကြံကတ်နေတဲ့အခါမှာပင်လယ်မင်းသမီးကလေးပေးလိုက်တဲ့သုံးစင်ကြုံကလေးနဲ့ပြောလိုက်တဲ့အမှားစကားကိုပြင်းပြင်းထန်ထန်ရလိုက်တဲ့အရာနဲ့ဂျိုင်းမာညက်လာတဲ့ကျုပ်ကိုမြေကြီးပေါ်မှာအသာချပြီးဖွင့်ကြည့်လိုက်တဲ့ပထမအဆင့်မှာဘာတွေ့ရတယ်လဲဆိုတော့ကြိုးကြာငှက်အတောင်တစ်ချောင်းနဲ့ ဒုတိယအဆင့်ကိုဖွင့်လိုက်တော့မိโกတွေတလူလူထွက်လာတယ်။အဲ့ဒီမိโกတွေဟာလေဩရာရှိမရဲ့အနားမှာရွေဝဲရွေဝဲနဲ့ဝိုင်းကြီးချာချာပတ်ပြီးထွက်နေရာကဩရာရှိမကိုလည်းတကူလုံးအုပ်မိသွားရောဩရာရှိမလည်းသပင်းတွေဖြူသွားရီကျိုးခါးကြီးကုန်းလာပြီးအဖိုးအိုကြီးဖြစ်သွားတော့တာပဲတဲ့။အေးကြံသေးတယ်တတိယဆင်းထဲမှာတော့ကျေးမုံတစ်ချက်ကိုတွေ့လိုက်ရတယ်တဲ့။ကျေးမုံဆိုတာက ြေးပြားကိုပုတ်တိုက်ထားလို့အရေးပေါ်နေတဲ့ကြည်မှန်တမျိုးပေါ့ဥရရှိမဟာကြီးမုံပြင်မှာသူ့အရေးကိုကြည်လိုက်တော့အဘိုးအိုကြီးဖြစ်သွားတာကိုသိရလို့အင်မတန်အံ့အားတင်သွားတာပေါ့အဲ့ဒီအခိုက်မှာပဲလေတိုက်လာလို့ပထမအဆင့်လေးကဂျိုးဂျာငတ်တောင်ဟာလေထဲကိုလင့်တက်သွားပြီးဥရရှိမရဲ့ကြောကုန်းမော်ကိုကြလာတဲ့ဂျိုးဂျာငတ်တောင်လဲကိုကိုထီယော ဥရရှိမှလည်းကျိုးကြငှက်ဖြစ်သွားပြီးကောင်းကင်ထဲကို ပြန်သွားပါလေရောတဲ့ဒီလိုဖြစ်ရတာတွေကိုလေပင်လယ်လိုင်းကြားတွေကနေပြီးလက်ကဘာမကြီးကစောင့်ကြည့်နေတဲ့ဥရရှိမကြိုးကြငကြီးကောင်းကင်လေးကို ပြန်သွားတော့မှလက်ကြီးလင်းပင်လယ်ရဲကိုငုတ်ချိုးသွားပါလေရောတဲ့